ဘုံတို့ရှင်အနုရုဒ္ဓမထေရမြတ်တစ်ချိန်မှာဝါတော်ထဲမှာသတင်းသုံးတယ်။အဲ့လိုသတင်းသုံးရင်းနဲ့အလွန်မြင့်မြတ်တဲ့အတွေ့အလွန်မြင့်မြတ်တဲ့အကျံအစီအဲ့ဒီအတွေ့အဲ့ဒီအကျံတွေကို တွေးမိတယ်ကြံမိတယ်တဲ့။အဲ့ဒါမြတ်စွာဘုရားသူတည်ကြွသွားတဲ့အခါကျတော့သူတွေးမိတဲ့ကြံမိတဲ့အကျံကိုမြတ်စွာဘုရားကိုရှောက်တယ်။ဘာလျှောက်တုံဆိုတော့အဘိသတယံဓမ္မောနာယံဓမ္မောမဟိသတံအတံတုဋ္ထတယံဓမ္မောနာယံဓမ္မော တန်တုထတယံဓမ္မောနာယံဓမ္မောအတန်တုထတံသူရှောက်တာတော့ခုနှစ်ချက်တောင်ရှောက်တယ်မြတ်စွာဘုရားတဲ့ဟောဒီသူတော်ကောင်းတရားလို့ဆိုတဲ့လောကုတ္တရာတရားတွေဟာအလိုနေတဲ့ပုဂ္ဂိုလ်ရဲ့တရားသာဖြစ်ပါတယ်အလိုကြီးတဲ့ပုဂ္ဂိုလ်ရဲ့တရားမဟုတ်ဘူးတဲ့နော်အပိဿတယံဓမ္မောနာယံဓမ္မောမဟိသတအရင်ဤလောကုတ္တရာတရားသည်ဤသူတော်ကောင်းတရားသည် အပိစ္ဆတအလိုနေကြတဲ့ပုဂ္ဂိုလ်တို့အတွက်အလိုနေကြတဲ့ပုဂ္ဂိုလ်တို့ရဲ့ဓမ္မောတရားမဟိစ္ဆတအလိုကြီးကြတဲ့ပုဂ္ဂိုလ်တို့ရဲ့ဓမ္မောတရားဒီနာမဟုတ်နော်စဉ်းစားနော်အလွန်ကောင်းတယ်ဟုတ်လားသူတော်ကောင်းတရားဆိုတာအလိုနေတဲ့ပုဂ္ဂိုလ်တွေနဲ့သာထိုက်တန်တာအလိုကြီးတဲ့ပုဂ္ဂိုလ်တွေနဲ့မထိုက်တန်ဘူးဆိုတဲ့အတိတ်ပဲအလိုနေတဲ့ပုဂ္ဂိုလ်တွေသာလင်ရနိုင်တာအလိုကြီးတဲ့ပုဂ္ဂိုလ်တွေမရနိုင်ဘူးဆိုတဲ့သဘောပဲ တန်တုဋ္ထတယံဓမ္မောနာယံဓမ္မောအတန်တုဋ္ထတ။ဟောဘုံတို့ဒီကနေ့ညပြောနေတဲ့တန်တုဋ္ထီဘူးလဲပါတယ်နော်။တန်တုဋ္ထတယံဓမ္မောဟောဒီသူတော်ကောင်းတရားဆိုတာဟောဒီမဉ္ဉံဖူဉ္ဉံနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရားတွေဟာနော်တန်တုဋ္ထတရောင်ရဲတင်းတိမ်နိုင်တဲ့ပုဂ္ဂိုလ်အတွက်နော်ရှိနေတဲ့တရားတနည်းအားဖြင့်ရောင်ရဲပုဂ္ဂိုလ်ရောင်ရဲတင်းတိမ်နိုင်တဲ့ပုဂ္ဂိုလ်တို့နဲ့ထိုက်တန်တဲ့တရား။နော်နာယံဓမ္မောအတန်တုဋ္ထတမရောင်ရဲမတင်းတိမ်နိုင်ဘူးဆိုတော့ဟောဒီသူတော်ကောင်းတရားနဲ့မထိုက်တန်ဘူးလို့ အဲ့လိုမျိုးသူတွေးမိတာဒါသူခုနှစ်ချက်တောင်သူတွေးရဲ့တဲ့နော်တတိယတွေးတာဘာတော့ဆိုတော့ဝိဝေကနော်စိတ်ငြိမ်မှုမှာပျော်မွေးတဲ့စိတ်ငြိမ်ရာမှာပျော်မွေးတဲ့ပုံကိုယ်တွေနဲ့သာထိုက်တန်တဲ့တရားနော်လူတွေသူတွေနဲ့ပျော်နေတတ်တဲ့ပုံကိုယ်တွေနဲ့မထိုက်တန်တဲ့တရားဟုတ်လားအပေါင်းအသင်းမှာမွေးလျော်တဲ့ပုံကိုယ်တွေရဲ့တရားမဟုတ်နော်စိတ်ငြိမ်ရာမှာနေကျင်တဲ့ပုံကိုယ်နဲ့သာလင်ထိုက်တန်တဲ့တရား နော်ကြိုးစားအထုမှုဝရိယရှိတဲ့ပုဂ္ဂိုလ်ရဲ့တရားသာဖြစ်တယ်ပြင်းကြီးတဲ့ပုဂ္ဂိုလ်ရဲ့တရားမဟုတ်ဘူးတတိရှိတဲ့ပုဂ္ဂိုလ်ရဲ့တရားသာဖြစ်တယ်တတိမရှိတဲ့ပုဂ္ဂိုလ်ရဲ့တရားမဟုတ်ဘူးတမာတိရှိတဲ့ပုဂ္ဂိုလ်နဲ့တန်ထိုက်တန်တယ်တမာတိမရှိပြန့်လွင့်နေတဲ့ပုဂ္ဂိုလ်တို့နဲ့မထိုက်တန်တဲ့တရားဉာဏ်ပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တို့သာလည်းထိုက်တန်ဉာဏ်ပညာမေ့ရတဲ့ပုဂ္ဂိုလ်တွေဒီတရားနဲ့မထိုက်တန်ဘူးခုနှစ်ချက်ဟောနော်အလိုကြီးခြင်းအလိုနည်းခြင်းကြောင်ရဲခြင်းမကြောင်ရဲခြင်းနော်စိတ်ဉာဏ်မှာပြောင်းလဲခြင်းအပေါင်းအဖော်နဲ့မွေးလျော်ခြင်း ဝိရိယရှိခြင်းပြင်းကြီးခြင်းတတိရှိခြင်းမရှိခြင်းတမာတိရှိခြင်းမရှိခြင်းပညာရှိခြင်းမရှိခြင်းဟုတ်လားအဲ့လိုမျိုးမြတ်စွာဘုရားကိုရှောက်တဲ့ခါကျတော့မြတ်စွာဘုရားကအဲ့လိုဆိုရင်နုရုဒ္ဓါကိုစေတနာနုရုဒ္ဓါတဲ့မင်းရဲ့အကြံစီတွေအတွေးတွေအရအလွန်ကိုမြင့်မြတ်တယ်နော်ဥပြီးတော့ပြည့်စုံသွားအောင်နောက်ထပ်အတွေးတစ်ခုထပ်ထည့်လိုက်အောင်တဲ့အဲ့ဒါပါလဲဆိုတော့ဒီသူတော်ကောင်းတရားတွေဆိုတာတဏမာနဒိဋ္ဌိလို့ဆိုတဲ့တန်တရားကိုချက်ထွန်တတ်တဲ့ ပပင်္စတရားမှာမမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်တို့ရဲ့တရားပပင်္စတရားမှာမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်တို့ရဲ့တရားမဟုတ်နော်တဘာဝတရားတွေရဲ့ပုံမှာယုံ nant ရဲ့ပုံမှာခန္ဓာ၅ပါးရဲ့ပုံမှာဒါဟာငါပဲဒါဟာငါဥစ္စာပဲအစရှိတဲ့ဖြင့်တဏမာနဒိဋ္ဌိနဲ့နော်ဆွဲလန်းကညိနေကြတဲ့ပုဂ္ဂိုလ်တို့နဲ့မထိုက်တန်တဲ့တရားတဏမာနဒိဋ္ဌိနော်ကင်းရနိဗ္ဗာန်မှာပြောင်းမွေ့ကြတဲ့ပုဂ္ဂိုလ်တို့နဲ့တန်လေထိုက်တန်တဲ့တရားအတိအသေးပဲမျိုးပြောတယ်ဟုတ်လား အဲ့လိုမျိုးမြတ်စွာဘုရားအမိန့်ရှိပြီးတော့ဒါဘုံဘုရားအနှစ်ချုပ်လေးပြောပြတာပါအဲ့ဒီတုတ်တံကို။ဘာပြောတုံးဆိုတော့ရောင်ရဲခြင်းနဲ့ပတ်သက်ပြီးတော့ရောင်ရဲတင်းတိမ်ပြီးတော့ဒါနေမယ်ဆိုလို့ရှိရင်နဲ့မြူးမုံအလိမ့်လေးကတ်နေတယ်ပတ်သက်ကိုတင်ကန်းဟာအလွန်ပြည့်စုံကျွဲဝတဲ့တထေးတယောက်ကသူ့ရဲ့အဝိဘီယိုကြီးကောင်းပြီဆိုတဲ့တထေးဆိုတာတော့အဝိတွေအကောင်းနေကြီးပေါ့နော်။အဲ့ဒါတွေအကြည့်ထည့်ထားပြီးတော့အဝိဘီယိုကြီးကိုကြည့်လိုက်တဲ့အခါမှာ အဟိုဝိကလေးကလည်းနှစ်သက်เสียဒီဝိကလေးကလည်းကျင်းနေเสียအကုန်လုံးသဘောကျခရာအဝတ်တွေကြီးပဲအဝတ်နဲ့ပတ်သက်ပြီးတော့သူ့မှာဘာမှစိတ်ထဲမှာဟိုမပြည့်စုံဘူးလိုအပ်နေတယ်ဆိုတာမရှိဘူးအကုန်လုံးအဝတ်နဲ့ပတ်သက်ပြီးတော့ကျင်းနေတယ်တတိတယောက်ဟာအဝတ်ပြည်ကိုကြည့်လိုက်တဲ့အချိန်မှာအဝတ်နဲ့ပတ်သက်ပြီးတော့အမြဲတမ်းကျင်းနေတဲ့လိုမျိုးရောင်ရဲတဲ့ပုံကမြူမုံလင်းလင်းကန့်နေတဲ့ပန်းတကူတင်ကသူ့တည်းကျင်းနေเสียရတယ်ဒီစကားကအလွန်စဉ်းစားရတဲ့အကောင် တော့ကိုယ်စိတ်ထဲမှာချမ်းသာတယ်၊ကျဉ်တ်တယ်၊နှစ်သက်တယ်ဆိုတာပိုင်ဆိုင်ထားတာတွေရဲ့အကြီးအသေးပေါ်မှာအဓိကမူတည်တာမဟုတ်ကိုယ်စိတ်ကဓာရဲ့ပေါ်မှာဘလို့မြင်တယ်လဲတနည်းအားဖြင့်ကိုယ်စိတ်အခံတွေကဘလို့ရှိတယ်လဲကြောင်ရဲ့တင့်တယ်မှုရှိသလားလောဘတွေကြီးနေသလားလောဘကြီးရင်တော့ဘာတွေဘလောက်ရှိလို့မှသိပြီးတော့ချမ်းသာတဲ့အကြောင်းမရှိစိတ်ကမကျေနပ်နိုင်ဘူးရပဲရချင်နေတာပေါ့နော်ဟုတ်လားတော့ရချင်မှုကိုချိုးနှိမ်ထားရချင်မှုရဲ့အဖြစ်ကိုမြင်တယ် ။အော်ဒီတိုင်းဟိုမလိုချင်ခြင်းမရချင်ခြင်းရဲ့အနှစ်သာရကို तू သိ။အဲ့လိုရောင်ရဲနိုင်တဲ့အခါကျတော့ဘုရားပြောပုံလေးကိုဘုမောအလွန်သဘောကျတယ်နော်။တထေးတရားအဝိပ္ပယိုကြည့်ပြီးတော့ကျင့်တဲ့လိုမျိုးတကယ်တမ်းကတော့တထေးရဲ့အဝိတ္တမျိုးကိုမှရှိတာမဟုတ်ဘူး။ဓမ္မကုစိတ်ထဲမှာရှိနေတာပါတော့။ရောင်ရဲမှုကရှိနေတယ်။ဝိစုတ်ကလေးနဲ့လည်းပဲအစဉ်ပြေးနေတယ်ပေါ့။သဘောပေါက်လား။ပန္နုသင်္ကန်းဆိုတာအဲ့ဒါအမိုက်ပုံတို့တုတ်တန်တို့ရရတဲ့ကြားခုပါလေဟုတ်လား ကောင်းတဲ့နေရာလေးပဲစုပြီးတော့ချုပ်ပြီးတော့တစ်ခေါက်လေးဆိုးပြီးတော့လှုပ်ထားတဲ့သင်္ကန်းဟုတ်လားအဲ့လိုပဲတဲ့တထေးတယောက်ကသပြုံထမင်းနေဟင်းနေကောင်းပြီဆိုတာဒီပြည့်ပြည့်စုံစုံထွင်းဝိုင်းကြီးဟုတ်လားအဲ့ဒါကြီးကိုကြည့်ပြီးတော့ဩစားရည်နဲ့ပတ်သက်ပြီးတော့သူ့မှာလွန်ချမ်းသာနော်ရောင်ရင်းမဲ့တင်းတိမ်မဲ့ဆိုလို့ရှိရင်တအိမ်တစုံတအိမ်တယောက်မှဟုတ်လားလှဲ့လေပြီးတော့မဟုတ်တာတွေဟုတ်တာတွေရောမကောင်းတာတွေရောကောင်းတာတွေရောဟုတ်လားပါရပိုင်းလူခန်းလာတယ်စွမ်းလူခန်းလာတယ် အဲ့ဒီတပိတ်သေးကကောင်းမကောင်းတော့တောင်းပြောင်းရောရဆွန်းနေသူ့အတွက်ကျင်းနေစီရပဲတတိတယောက်ကအလွန်ကောင်းကောင်းမွန်မွန်တိုက်ကြီးတလုံးဆောက်ဟုတ်လားပုံနှံပြတ်သက်တင်းနဲ့လေသာပထင်းနေနဲ့ဟာတကယ်ကိုအံ့ဩခံထားတဲ့အိမ်ကြီးဆောက်ပြီးတော့နေရေးမှာအလွန်ချမ်းသာအဲ့လိုပဲယဟန်တပါးဟာရောင်ရင်းနိုင်မယ်တင်းတိမ်နိုင်မယ်ဆိုရင်တစ်ပင်ရင်းဟာသူ့အတွက်ချမ်းသာနှစ်သက်စီရပဲဟုတ်လား ာအော်စုံအမျိုးမျိုးနဲ့ခေါင်းကြီးတွေနဲ့ဖလုံးကြီးတွေနဲ့ဣဆက်ညံ့ညောတဲ့အိယာကြီးပေါ်မှာနေနေရတဲ့တထေးတရားနော်အိယာနဲ့ပတ်သက်ပြီးတော့သူဘာမှဟိုစိမျက်စရာမရှိဘူးနော်အဲ့လိုပဲကိုဟာကြောင်ရင်းနိုင်မယ်တင်းတိမ်နိုင်မယ်ဆိုဒီတစ်ပင်အောက်တိရွက်ခင်ကလေးပေါ်မှာလည်းပဲသူ့မှာဘာဖြစ်နေတော့ကျင်းတဲ့တက်တက်တင်းနိုင်မယ်ဆိုဒီတစ်ပင်အောက်တိရွက်ခင်ကလေးပေါ်မှာလည်းပဲသူ့မှာဘာဖြစ်နေတော့ကျင်းတဲ့တက်တက် နွားကျင်ငယ်ပုတ်ရည်နဲ့စိန်ထားတဲ့ဇီးပြူဘန်ကဆေးလေးစားပေးမလို့ဆီဦးထောပတ်စားနေရတယ်။နော်ဆေးအကောင်းသားတွေသုံးဆောင်နေရတယ်။တထေးတယောက်ရဲ့ကျင်းတတ်မှုမျိုးဥမာရနိုင်တယ်။ဒါကဘုမောကနားလေတယ်အောင်ရှင်းရှင်းလေးပြောပြတယ်ဟုတ်လား။အဲ့ဒါဘုမောတို့စိတ်ထဲမှာဒီအသုံးဆောင်တွေနဲ့ပတ်သက်ပြီးတော့နော်ဘဝမှာဟိုရှင်းရှင်းပြောရရင်ဒီစာဝတ်နေရေးနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးတောင်းပါနော်။စာဝတ်နေရေးကျမ်းမာရေးဟုတ်လား။ဒီအရေးတွေနဲ့ပတ်သက်ပြီးတော့တကယ်လို့သာကိုယ်မှာရောင်ရဲခြင်းဆိုတဲ့အလိုနေခြင်းဆိုတဲ့ အခြေခံကောင်းတွေရှိနေမယ်ဆိုရင်ကိုယ်ဟာဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပိုင်ဆိုင်မှုကဘလောက်ပဲအဆင့်မရှိဘူးပဲပြောပြောကိုယ်ဟာချမ်းသာတဲ့လူတစ်ယောက်ပဲဟုတ်လား